ငလျင်ဘေးကြုံတွေ့ရတဲ့နောက်ပိုင်းမှာအကောင်းဆုံးလေးနဲ့ကြော်ဖြတ်သွားနိုင်ဖို့ဒီလေးမျိုးကိုတတ်နိုင်တဲ့လောက်ထိန်းပေးပါပထမမျိုးကကိုယ့်ရဲ့အသွေးကိုထိန်းပါငလျင်ဖြစ်ပြီးနောက်ပိုင်းကြောက်တဲ့စိတ်တွေစိုးရိမ်တဲ့စိတ်တွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါမှာအသွေးကမကောင်းတဲ့ဘက်ကိုပိုပိုရောက်သွားတတ်တယ်ကိုယ့်ရဲ့အသွေးကိုမထိန်းချောက်ဘူးစေအသွေးကမကောင်းတဲ့ဘက်ကိုရောက်သွားတဲ့အခါမှာထပ်တလဲလဲလေးသွေးလေးပုံရိပ်တွေပိုပြီးမြင်လာလေးပဲကြောက်စေတဲ့ပုံရိပ်တွေစိတ်မကောင်းဖြစ်စေတဲ့ပုံရိပ်တွေပိုပိုမြင်လာတဲ့အခါအသွေးကလည်းပြန်ပြီးအလုပ်လုပ်တယ်နောက်ဆုံးဘယ်ထိရောက်သွားလဲဆိုရင်စိတ်ရဲ့ခံစားချက်စီရောက်မခံစားလာ တဲ့အခါမှာမတိစိတ်ထဲမှာပိုရောက်သွားမယ်မတိစိတ်ထဲရောက်သွားပြီးစဲအဲ့ဒါတတိထားရတော့မယ်ဘာဖြစ်လဲဆိုရင်သူ့အလိုလိုနဲ့သူကြောက်လာတယ်သူ့လိုလိုနဲ့သူစိုးရိမ်လာတယ်ဒါမတိစိတ်ထဲကိုဝင်သွားတဲ့အထိအဖြစ်မခံပါနဲ့ပြီးတော့စိုးရိမ်လို့ရတယ်ကြောက်လို့ရတယ်ဒါပေမဲ့တတိလေးပြန်ကပ်ပေးပါဒါကြောက်နေတယ်နော်ဒါသွေးနေတယ်နော်ဆိုတာတတိကပ်ပြီးတော့ကိုကိုသွေးတယ်ဆိုတာတတိလေးပြန်ဝင်လာတဲ့အခါအကောင်းတဲ့ဘက်ကိုမသွေးဘဲနဲ့ကောင်းတဲ့ဘက်ကိုပြောင်းသွေးလိုက်တဲ့အခါမှာကိုရဲ့အသွေးကိုကောင်းစွာလေးနဲ့ကိုကထိန်ချုပ်နိုင်တယ်အသွေးရောကိုရပ်သွားလို့မရအောင်သွေးရမယ့်အတူတူမကောင်း ောင်းဘက်မသွေးဘဲနဲ့ကောင်းတဲ့ဘက်ကိုပဲသွေးခိုင်းလိုက်ပါနံပါတ်1ချက်မှာအပြောအဆိုပဲဖြစ်တယ်အခုအချိန်နေမှာစိတ်တကြစေတဲ့အရာဝမ်းနေစေတဲ့အရာထက်ကိုယ့်ရဲ့စိတ်အာသက်စေတဲ့အရာကိုပဲရွေးပြောပါတိတယ်ဒီအချိန်မှာခံစားရတယ်ဒါပေမဲ့ကိုကအဲ့ဒီအရာကိုပဲထပ်တလဲလဲပြောလေလူကခံစားရလေဝမ်းနေလာလေဘာမှလည်းကောင်းလာမှာမဟုတ်ဘူးဝမ်းနေစေတဲ့အရာခုချိန်မှာပြောရင်ကိုကထိန်လို့မရဘူးပို့တဲ့ချိန်မှာကိုကောင်းဆိုတာကြော်ပြနိုင်တဲ့အချိန်မှာကိုရွေးပြောလို့ရဒါပေမဲ့ဒီအချိန်မှာကကိုယ့်ရဲ့စိတ်အာသက်စေတဲ့အရာပြောင်းပြီးပြောပေး ပါရွေးပြောပေးပါဥပမာလက်ရှိကိုမှဘာတွေကြံရှိလဲကြံရှိတဲ့အရာကိုပဲကိုကျေးဇူးတင်ပြီးပြောလို့ရတယ်ဒါလည်းကိုရဲ့ကံကောင်းခြင်းတစ်မျိုးပါပဲတတ်နိုင်တဲ့လောက်ကိုကရွေးပြောရမယ်လှုပ်ရတာမမှန်ဘူးတချို့ပြောလိုက်မယ်ပြောရတာလွယ်တာပေါ့တကယ်တကယ်လှုပ်ရတာမလွယ်ဘူးအရမှန်တဲ့လှုပ်ရတာမလွယ်ဘူးဒါပေမဲ့လေဒီဒီတို့လှုပ်ရမှာပဲလူတွေအများဆုံးမလှုပ်နိုင်ဘူးလှုပ်နိုင်တဲ့အုပ်စုကကောင်းစွာကြောဖြတ်နိုင်ကိုကဖြစ်ခါမလားဒါမှမဟုတ်ကိုရဲ့ဘဝရှစ်ဆက်ရှောက်နိုင်ဖို့ကိုတီဆောက်တဲ့သူဘက်မှာနေမှာလားဆိုရင်ကိုရဲ့လက်ထဲပေါ်မှာပဲမူတည်နေတယ်တရရအချက်ကကိုရဲ့အပြုတ်မှုကိုထိန်းပေးရ မလက်ရှိမှာကိုယ့်ရဲ့စိတ်ဓာတ်ကျစေတဲ့အပြုမူစိတ်မကောင်းဖြစ်စေတဲ့အရာတွေကိုရှောင်ပေးပါဘလို့ရှောင်ပေးရမလဲဆိုရှယ်မီဒီယာတုံးတာကိုရှော့ပေးပါတင်းတွေကအစလိုအပ်တဲ့လောက်ပဲကြည့်ပါမောင်းရင်ကိုစိတ်မကောင်းစေတဲ့အရာတင်းတွေကိုပဲတနေကုန်ထိုင်ကြည့်နေမယ်ဆိုရင်စိတ်ဓာတ်တွေကကျလာတယ်ကိုယ့်ရဲ့စိတ်ဓာတ်ကျလာပြီးဆိုပြန်ထနိုင်ဖို့အခက်ခဲဖြစ်တယ်ကိုယ့်ရဲ့စိတ်တမ်းမလာအောင်ကောင်းစေတဲ့အပြုမူပါတွေရှိလဲဆိုရင်တော့လှုပ်လို့ရတဲ့အရာတရားထိုင်တရားထိုင်ကလည်းအိုးတနာကြီးဒါမှမဟုတ်တရက်တာအချိန်ပေးမှထိုင်လို့ရတာမဟုတ်ဘူး9မိနစ်10မိနစ်စလေးကြည့်လို့ရတယ်ဒီချုပ်ထဲမှာလည်းဆရာတော်တွေများ ားရီတင်ထားပေးတယ်လိုက်ပြီးကြည့်သုံးလို့ရတယ်။နိုင်တလောက်လောက်ပါလောက်ရတာမလွယ်ဘူးမှန်တယ်ဒါပေမဲ့ကိုလောက်ရမှာကိုလောက်နိုင်မှာဒီနေရာကနေကိုဟာကောင်းစွာကြော်ဖြတ်နိုင်မှာနောက်တစ်မျိုးလောက်လို့ရတဲ့အရာလေ့ကျင့်ခန်းလေ့ကျင့်ခန်းတွေကစားပေးခြင်းအဖြစ်ချွေးတွေထွက်ခြင်းအဖြစ်ကိုရဲ့စိတ်တွေကအနေနဲ့အများတော့ကြီးလာတယ်။နောက်တစ်ခုက YouTube ကနေတရားနာတာအဲ့လိုမျိုးလောက်ခြင်းအဖြစ်လဲကိုရဲ့စိတ်ကိုပြန်ပြီးထိန်းချုပ်ပေးနိုင်တယ်။နောက်ဆုံးအချက်က focus ပြောင်းပါကိုဘယ်အရာ focus နေတာလဲအဲ့ဒီအရာပိုပိုများလာတယ်။တကယ်လို့ကိုကစိတ်တကြစေတဲ့အရာဝမ်းနဲ့စေတဲ့အရာတည်င်းတွေဘက်ပဲကိုသွားပြီး focus မယ် အဲ့ဒီအရာကိုပဲ focus ချိမယ်ပြောမယ်တွေးမယ်ဆိုရင်ပို့ပို့ပွားလာလေငလျင်အပြင်တခြားအရာမကောင်းတဲ့အရာမလိုချင်တဲ့အရာလည်းကိုယ့်ရဲ့ဘဝစီပေါ်လာနိုင်တယ်ဒါအထူးကိုတတိထားရမယ်ကို focus တဲ့အရာကိုယ့်ရဲ့စိတ်ထဲစီရောက်သွားတဲ့အရာပွားပွားပြီးတော့ပို့ပို့ပြီးများလာလေအဲ့တော့တတ်နိုင်တဲ့လောက်ကြီးဒီတော့သူထပ်ပြီးမပွားလာအောင်တတိလေးတေချာလေးကပ်ပြီး focus ကိုချိန်လိုက်ကိုစိတ်အားထက်တန်စေတဲ့အရာကိုပဲလိုက်လို့ကိုစိတ်ကြည်စေတဲ့အရာကိုပဲပြောင်းပြီး focus လုပ်ပါဒီလေးချက်ကိုကိုထိန်းပေးနိုင်မယ်ဆိုရင်ကြုံတမျှပြဿနာ တိုင်းကောင်းစွာကျော်ဖြတ်နိုင်မယ်လို့ဂီတီယုံကြည်ပါတယ်အားလုံးလည်းကောင်းစွာကျော်ဖြတ်နိုင်ပါစေလို့ဂီတီဒီကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ် coach ဂီတီပါ